ပါတယ်ဆိုလို့ရှိရင်တော့အခြေအနေကိုပုံပြီးဆိုပြီးတော့ပြဿနာပုံများလာနိုင်တယ်ပေါ့နော်ဆိုတော့လုံးဝဝင်ရောက်လာခြင်းမရှိအောင်တုတ်ပြန်မှုကကောင်းဆုံးဖြစ်တယ်လို့လည်း မြင်နေပေါ့နော်ဆိုတော့ဒါတော်လိုင်းရေးတွေ့လဲအရေးပါတဲ့ဟာမျိုးဖြစ်တယ်အာဒီဟိုပေါ့နော်ဆိုပြင်ဆင်ရမယ့်ကိစ္စလို့လဲမြင်နေပေါ့နော်ဆိုတော့ရုရှားဖြစ်ဖြစ်တို့တို့ကဘယ်သူပဲဖြစ်ဖြစ်ဒီစေအောင်စုကိုထောက်ခံအားပေးတဲ့ဖန်နိုင်ငံမဆိုပေါ့နော်ဒွေဒီတောက်ကိုအခြေချလို့မရအောင်ဟတ်တားတာကအကောင်းဆုံးဖြစ်မယ်လို့ထင်တယ်သူတို့တစ်ခုခုအခြေချပြီးမှတိဆောက်ပြီးမှဟတ်တားမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုမလွယ်တဲ့ကိစ္စလို့ကျွန်တော်တို့ပြောရမှာပေါ့နော်ဟုတ်အဓိကတော့အခုဟိုပေါ့နော်ဒါကတော့ အာအရှိန်မှာလည်းကျမတို့ကမပြီးခဲ့တဲ့ဒီရော်ကြီးကိစ္စရယ်လည်းတောက်လျှောက်ရှိတယ်ပေါ့နော်ရုရှားကထပ်ပြီးတော့ထပ်လောက်မယ်ဆိုလို့ရှိရင်တော့ကျတို့ကအဓိကပထမဆုံးကတော့ဒီအာမီဒီယာမှာတော့အဓိကခံရမှာပေါ့နော်ကနဦးနေနဲ့စစ်ကြောင်းထိုးတာတွေဘယ်မျိုးပြန်ပြီးရှင်းလေးတာတွေကျမတို့ကတောက်လျှောက်ပြန်ပြီးရှိတော့မယ်ပေါ့နော်ဆိုတော့ပြီးတော့ဒီဟိုကျောင်းအနေနဲ့ဒီဒီနေရာကစကတဲ့ကကိုလုံလုံရတဲ့အနေထားပေါ့နော်ဆိုတော့လည်းနေမတည်ငြိမ်တဲ့အနေထားဖြစ်တယ်အဲ့တော့အာဒီလောက်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုမခက်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 လောက်ရ မယ်အနေထားဖြစ်ဖြစ်မယ်ဆိုတော့ပထမဆုံးအနေနဲ့တော့ဖြစ်ပြီဆိုလို့ရှိရင်တော့ဒေသခံတွေအရင်ဆုံးထိခိုက်မှာပေါ့နော်ထိခိုက်မယ်ပိုပြီးဆိုတဲ့အနေထားတွေဖြစ်မယ်ဆိုတော့လက်ရှိဆရာနာတိုင်းတို့ဒီတက်ရောက်မှု ဖြစ်တာတခုလည်းမဟုတ်ပဲဒီစီမံကိန်းကြောင့်ပါထပ်ပြီးတော့ပေါ့နော်တပူပေါ်တပူရှိထပ်ဖြစ်တဲ့ဟာတွေကိုကျွန်တော်တို့ကခန်းစားရတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလောလောဆယ်အနေထားရတော့အော်ဒီရုရှားအနေနဲ့ဒီဟိုဝင်လာဖို့က geographic ကရလည်းအလန်းအရန်ကိုလှမ်းဝေးတယ်ပြီးတော့နောက်တစ်ခုကသူဝင်မယ်ဆိုလို့ရှိရင်တော့ရေလန်းကဝင်တာကိုအလှမ်းဝေးတယ်ပေါ့နော်အဲ့တော့ကုန်းပြင်းသုံးမယ်ဆိုလို့ရှိရင်တော့ထိုင်းကိုခုနကဒီစကားမပြောဘဲနဲ့တတမန်ရေးရပေါ့နော်ဟိုမလောက်ပဲနဲ့သူတို့ကနိုင်ငံရေးရအစ်ပူပေါင်းဆောင်ရမှုမလောက်ပဲ ယ်ဝင်လို့မရဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးအနေအထားတွေရှိတယ်ဆိုတော့ KNU ကလည်းပြီးခဲ့တဲ့တုန်းကပေါ့နော်ထုတ်ပြန်ထားပြီးဖြစ်တယ်ဒီရုရှားတွေဝင်လာမယ်ပြန်ဆလာမယ်ဆိုလို့ရှိရင်တို့တို့အနေနဲ့လုံးဝကိုဒါဒီပြန်ပြီးတော့တိုက်ခိုက်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကျမတို့အကုန်လုံးကြည့်ပြီးတော့ဖြစ်တယ်ပေါ့ဟုတ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့စစ်ကောင်စီနဲ့ရုရှားနိုင်ငံသားသဘောတူတဲ့ထဝယ်ရေးနဲ့စီမံကိန်းနဲ့ပတ်သက်ပြီးသဘောတူမှာမဟုတ်တလို့တော်လန်ရေးတက်တွေအတွက်လွန်စွာအနေရများကြောင်းတုံးသက်ပြသွားတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်။တရား30မကဝက်နျူကလ িয়ার ဓာတ်ပေါင်းပူကိုရုရှားနည်းပညာဖြင့်တိစောက်မှာဖြစ်ပြီးထဝယ်ရေးနဲ့စိတ်ကန်းစီမံကိန်းကိုရုရှားနဲ့ပူးပေါင်းဆောင်ရွက်မည်ဟု NASA ကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းက မတ်9ရက်ကရုရှားနိုင်ငံမော်စကိုမြို့တွင်ပြုလုပ်သည့်မြန်မာရုရှားစီးပွားရေးဖိုရမ်အပြီးတွင်သတင်းထောက်များကိုပြောကြားထားတာပါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးစဉ်ဖြစ်ရုရှားနိုင်ငံကိုရောက်ရှိနေခြင်းဖြစ်ပြီးမတ်9ရက်ကမြန်မာရုရှားစစ်ပွဲဖိုရန်ကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီးအဆိုပါခီးစဉ်တွင်မြန်မာနိုင်ငံတွင်130မဂါဝတ်တအားရှိနျူကလ িয়ার တပ်ပေါင်းဖို့ကိုရုရှားနိုင်ငံ၏နည်းပညာဖြင့်တည်ဆောက်ဖို့သဘောတူညီမှုရရှိခဲ့သလိုတဝယ်ရည်နှင့်စိတ်ကန်းစီမံကိန်းကို ရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း NASA ကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကမြန်မာရုရှားစစ်ပွဲရေးဖိုရမ်အပြီးတွင်ပြောကြားခဲ့တာပါ။ ဒီတော့ခံရအရာအရာပေါ့နော်လိုကယ်အရာရောကျမတို့ကတမိုင်းတော့ဒီမှာကောင်းခဲ့ဖို့ပေါ့နော်ဆိုတော့ကျမတို့အားလုံးသိတဲ့အတိုင်းပဲအဲ့ဒီစိတ်ကန်းကအစီအမံကိန်းက2008မှာစပြီးတော့ဒီထိုင်းနဲ့မြန်မာပေါ့နော်ဒီပူးပေါင်းဆောင်ရွက်ပြီးတော့ MOU စထုတ်ခဲ့တယ်ပေါ့နော်ဆိုတော့အကြီးကားကတော့အဲ့ဒီ2008မှာဒီမြန်မာဆိုရစိတ်ကန်းအနာပိုင်းနဲ့ Italian ထိုင်းပေါ့နော်ဆိုတော့ ITT လို့အတူကခေါ်ကြတယ်အဲ့ဒီမှာ2008မှာစတင်တယ်စပြီးတော့ဒီနေရာရှင်းလင်းဖို့ဒီစလုပ်ခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီမှာစက်တဲမှာပဲကျမတို့က Italian ထိုင်းပေါ့နော် ITT ကတော့ဒီ2010က နေပြီးတော့260ဇာအတွက်ပေါ့နော်စီမံကိန်းအတွက်ဒီလောက်ပိုင်ဖွင့်ရတယ်ပေါ့နော်ဆိုတော့တစ်ဆက်တည်းမှာသူနဲ့တူတူအကျိုးတူပေါ့နော်ဒီပူးပေါင်းဆောင်ရွက်တဲ့ company လည်းရှိခဲ့တယ်အဲ့ဒါကကျွန်တော်တို့ Mass Myanmar company လို့ခေါ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ company နဲ့ကကျွန်တော်တို့ကဒီ2012ထိတော့ဒီလောက်ခဲ့တယ်ဒါပေမဲ့ company ကဒီအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်2012မှာတော့ Mass Myanmar company ကတော့ဒီ investor ပေါ့နော်သူကဒီထွက်သွားခဲ့တယ်ပေါ့နော်ဒီစီမံကိန်းကနေပြီးအပြီးပိုင်ထွက်သွားခဲ့တဲ့ဟာမျိုးရှိတယ်ဆိုတော့ဒီ 2000နှစ်မှာပဲပြန်ပြီးတော့သူကစီမံကိန်းက G2G ပေါ့နော်ဒီထိုင်းဆိုရနဲ့မြန်မာဆိုရနဲ့ဆိုပြီးတော့ G2G ပြန်ပြီးတော့ဒီပူးပေါင်းဆောင်ရွက်တဲ့ဒီ market ပေါ့နော်ဒီပြောင်းလဲသွားခဲ့တယ်ကျွန်တော်တို့ကဒီဟိုဟာအဲ့ဒီမှာပဲ အာတစ်ချက်တည်းမှာ2013ကြာရတော့ကျမတို့က special purpose ကဟိတယ်ပေါ့နော်အခုတည်တင်းနေတယ်ထွက်နေတယ်အဲ့ဒါကိုအာဒီစစ်ကောင်စီဘက်ကဒီလုံရက်နားတဲ့ဟာဒီပေါ့နော်အဲ့အဲ့ဒါကိုပြောပြောင်းပိတ်အခက်တယ်ပေါ့နော်ကျမနည်းနည်းချင်းချင်းပြောရမယ်ဆိုလို့ရှိရင်တော့စီမံကိန်း area အဖြစ်ဆိုလို့ရှိရင်တော့ကျမတို့ကဒီမြန်မာနိုင်ငံတောင်ပိုင်းပေါ့နော်ဆိုတော့တင်းတောင်ကြီးတဝဲမှာရှိတယ်တဝဲမြို့ရဲ့မြောက်ဘက်မှာရှိတာပေါ့နော်ဆိုတော့ထားနိုင်ငံကနေပြီးဆိုလို့ရှိရင်တော့ကျမတို့ကကီလိုမီတာအဖြစ်350ကီလိုမီတာအကွာမှာရှိတယ်ဆိုတော့တဝဲကနေကြည့်မယ်ဆိုလို့ရှိရင်တော့မြောက်ဘက်ကို7မိုင်ကျော်ကျော် အဲ့ဒီကိုကျွန်တော်တို့ကစီမံကိန်းချိန်နေရပါတော့ဆိုတော့အရွယ်စားအဖြစ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုဟာ အရှိတအောင်ရှောက်မှာပေါ့နော်ဒီအကြီးဆုံးဒီနေနတာတို့ဟိုစက်ဖို့ဆိုစီမံကိန်းတွေထဲမှာတစ်ခုဖြစ်လာမဲ့စီမံကိန်းဖြစ်တယ်ပေါ့နော်ဒီတဝဲစီရဲ့စီမံကိန်းကဆိုလို့ရှိရင်ဟို196စုရန်ကီလိုမီတာရှိတယ်ဧကအားဖြင့်ဆိုလို့ရှိရင်တော့4800ကျော်ရှိတယ်ပေါ့နော်ဆိုတော့ဒီ meta port ကိုကျွန်တော်တို့သိကြမှထင်တယ်ပေါ့နော်ထိုင်းနိုင်ငံမှာလောက်ကြတယ်ဒီ region မှာပေါ့နော်ဆိုတော့ meta port ကဒီကမ္ဘာမှာဆိုလို့ရှိရင်တော့နံပါတ်1အကြီးဆုံးဓာတ်ရုပ်စက် စမှုဆုံးစီမံကိန်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအခုလက်ရှိတဝဲစီမံကိန်းကတော့ mega portal ကျမတို့က6ဆကိုကြီးတယ်ယင်းနည်းမြုပ်နှံမှုကလည်း billion American dollar billion 60ကျော်ကိုယင်းနည်းမြုပ်နှံမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအကြီးအကဲစီမံကိန်းမှာကကျမတို့ကအပိုင်း၃ပိုင်းခွဲပြီးကြီးလို့ရတယ်တခုကတဝဲအထူးစီးပွားရေးဆုံး area တခုလည်းလို့ကျမတို့တိရကြတဲ့ area ပေါ့နော်နောက်တစ်ခုကဒီစီမံကိန်းတဲ့ဒီရေယူမဲ့ ရေကာတာတော့မှကလုံးချ area ပေါ့နော်ဆိုတော့ရေကာတာ area ရှိမယ်ပြီးတော့ဒဝေကနေပြီးတော့ time ကိုဆက်သွက်ထားတယ်ကျွန်တော်တို့က road lit ပေါ့နော်ဆိုတော့အဲ့ဒါကတစ်ခုရှိတယ်အစိပ်ပိုင်းအဖြစ်အကြီး၃ခုပါတယ်ပေါ့နော်ဆိုတော့အဓိကကဒီနဘူးပလဆန်ဖူဆောင် area မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကြောင်မီးသိက်ဆက်ရုံရှိမယ်အဲ့ဒါကကျွန်တော်တို့ကဟိုအကြီးစားပေါ့နော်မီဂါဝတ်၄000ထုံမဲ့ကြောင်မီးသိက်ဆက်ရုံပါမယ်ပြီးတော့ရေနဲ့စိတ်ကန် area ပါမယ်ပြီးတော့မီဂါဝတ်၃000ထုံမဲ့တန်းငွေ ဟိုဒီတုံးဖြတ်စစ်တာအပေးဆက်ယုံပါမယ်ဓာတုဆက်ယုံတွေရှိမယ်တမီးဆက်ယုံတွေတမီးဩဇာတွေဆက်ယုံတွေရှိမယ်ဆက်ကူပြော့ဖတ်ဆရှိတဖြစ်ဘီလက်တွေဆက်ယုံအဲ့လိုမျိုးကြားတော့ကပါမယ်ပေါ့နော်ဆိုတော့ဒီကအစိပ်ပိုင်းအဖြစ်ဒီပြန်ပြောပြတာပေါ့နော်စီမံကိန်းမှာပါမယ်အစိပ်ပိုင်းတွေဖြစ်တယ်ဆိုတော့ဒီစီမံကိန်းအတွက်ကျွန်တော်တို့ကအဓိကရေရဖို့တန်နေရာကဒီခုနကပြောတဲ့ရေကတာပေါ့နော်ဆိုတော့ပလုံးချနေရာမှာတိဆောက်မယ်ဒီပေမရေယူမဲ့ရေကတာတခုပါမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကဒီ relocation ပေါ့နော်ပြန်လည်နေရာချထားရေးအေးပြီးတော့ ပြောကြတဲ့ဘဝဟောနော်အဲ့ဒီစိတ်ကမ်းပတ်မှာကြတော့ဒီစီမံကိန်းဧရိယာမှာတက်ရောက်တဲ့လူတွေတက်ပြန်ပြီးတော့နေရာချထားမဲ့ဧရိယာပါမယ်ပေါ့နော်ဆိုတော့ဒီစီမံကိန်းကဟိုကျွန်တော်တို့ကရှိတာအရှာတစ်ခုလေမဟုတ်ပဲနဲ့ပေါ့နော်ဆိုတော့တဘာမှာတကယ့်ကိုအချက်ချကြတဲ့စီမံကိန်းလို့ကျွန်တော်တို့ကဒီပြောကြတယ်ပေါ့နော်ဆိုတော့အဓိကတဝဲကိုဟိုမဲခေါင်ဒေတာမှာတည်ယူဖို့ဆိုရင်ပင်မအချက်ချဖြစ်တဲ့စီစဉ်ထားတဲ့စီမံကိန်းဖြစ်တယ်ဒီစီမံကိန်းကလောက်ဖြစ်မယ်ဆိုလို့ရှိရင်အာဆီယံနိုင်ငံတွေအတွက်ကုန်သွယ်ဖြစ်တင်ကြီးပေါ့နော်ဒီတဝဲစီမံကိန်းကိုထောက်ပံ့ ဒီဝစီမံကိန်းကနေပြီးတော့အာဆီယံနိုင်ငံတွေမှာကုန်သွယ်မှုမြင့်တင်ရေးအတွက်ထောက်ပံ့ပေးမယ်လို့လည်းညွှန်မှန်းထားတာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီတစ်ဆက်တည်းမှာပဲဒီစီမံကိန်းကအကြီးအစားဖြစ်တယ်ဆိုတော့ပေါ့နော်ကျွန်တော်က metaport ထဲလည်းရှေ့ဆက်ကြည့်တဲ့ဟာမျိုးဖြစ်တယ်။ဆိုတော့စီမံကိန်း၆ချိခိုက်နိုင်ချိန်တွေလည်းကျွန်တော်တို့ကများတာပေါ့နော်။ဆိုတော့အကြီးအစားဖြစ်ကျွန်တော်တို့ဒီစီမံကိန်းမှာ ထိခိုက်နိုင်ခြင်းပေါ့နော်အဲ့ဒါကြောင့်သူ့တည်တနာအရှိမလောက်ထားတဲ့ဟာလည်းရှိတယ်ပေါ့နော်ဆိုတော့ခြေရွာအဖြစ်ဆိုလို့ရှိရင်တော့ခြေရွာ20ကနေပြီးတော့36ရွာအတင်းကိုထိခိုက်နိုင်ခြင်းရှိတယ်ပေါ့နော်အိမ်ထောင်စုအဖြစ်၄ထောင်ကျော်နဲ့လူဦးရေအဖြစ်ခုနကဒီ2သိန်းကျော်လောက်ကနေပြီးတော့ကျွန်တော်တို့ကဒီ3သိန်းပေါ့နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ကထိခိုက်နိုင်ခြင်းရှိတယ်ဆိုတော့အဓိကအဖြစ်ဒီစီမံကိန်း area မှာဒီရှိတဲ့ဌာနေတိုင်းရင်းသားတွေက ဟိုစိုက်ပျိုးရေးကိုပေါ့နော်စိုက်ပျိုးရေးနဲ့လေယာဉ်ကိုအဓိကလောက်ကင်ကြတယ်အဓိကပြီးမီးကိုမီးခိုပြီးလောက်ကြတာပေါ့နော်အဲ့ဒါက86ရာခိုင်နှုန်းလို့ရှိတယ်ဆိုတော့ကျန်တဲ့ဟာကတော့ကျွန်တော်တို့ကဒီဟိုဟိုခရုကောက်တာမျိုးရှိမယ်ပြီးတော့ကျမတို့ငါးဖန်းလုပ်ငန်းလုပ်တာမျိုးရှိမယ်တစ်တော့ထွက်လုပ်ငန်းတွေမှာကျမတို့ကမီကိုရာမျိုးရှိမယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီဟာမြေကိုအဓိကထားပြီးလောက်ကင်တာဖြစ်တဲ့ကြောင့်ဒီစီမံကိန်းတာလည်းမြေအေရိယာပေါ်မှာစီဆောက်မဲ့ဟာမျိုးဖြစ်တယ်အဲ့တော့ဒီဒေသခံတွေဟာသူတို့ရဲ့အဒီ တမွေးဝမ်းကြောင်းနဲ့ရှင်သာရက်တည်မှုအတွက်ဒီပေါ့နော်ဒီနေအိမ်ရဲကိုဆုံးရှုံးဖို့အတွက်ရှိတယ်ဆိုတဲ့ဟာပြောချင်တာပေါ့နော်ဆိုတော့အဲ့ဒါက76ရာခိုင်နှုန်းတော့ကျွန်တော်တို့မှာရှင်းမယ်ပေါ့နော်တခုကတော့တော့အကိုတို့လည်းပြကြမယ်ပေါ့နော်ကျမတို့ဒီဒီထုတ်ပြန်ချက်တဲမှာလည်းထုတ်ထားရရှိတယ်အဓိကကဒီစီမံကိန်း area ကကျမတို့ဒွေလူမျိုးတွေရဲ့ပေါ့နော်အဲဒီမူလဘူတ area လို့ပြောလို့ရတယ်ဒွေလူမျိုးတွေရဲ့ဘာသာစကားတွေယဉ်ကျေးမှုတွေအဲ့ဒီနေရာမှာအကုန်တွေ့နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာခုနကဒွေနဲ့ပတ်သက်တဲ့ဒီခြေရတော့ ကိစ္စချေရတော့ဖရားတို့ပေါ့နော်ဒီကျွဲပင်ကြီးချေရတော့တို့ပေါ့နော်အဲအဲ့လိုမျိုးဟာတွေကကျွန်တော်တို့အဲ့စီမံကိန်းစုံတွေထဲမှာပဲရှိတယ်ပေါ့နော်နောက်တစ်ခုကတာကာရရှေဟောင်းပေါ့နော် area ပေါ့ရှေဟောင်း area ကကျွန်တော်တို့ကစီမံကိန်းနဲ့ဘေးချိတ်ကပ်ပေါ့နော်စီမံကိန်း area နဲ့ဘေးချိတ်ကပ်မှာအဲ့လိုမျိုးဟိုရှိနေတယ်ပေါ့နော်သူဆိုတဲ့နေရာကအဲ့လိုမျိုးရှိနေတာမျိုးဖြစ်တယ်ပေါ့ဒါကတော့စီမံကိန်းနဲ့ပတ်သက်ပြီးတော့ဒီဟိုဟာလက်ဟိုအနည်းချုပ်လေးပေါ့နော်ဟုတ်ကဲ့အဓိကတော့ပေါ့နော်ဒီ စီဒီစီမံကိန်းကဟာဒီတကယ်တော့ဒီ IDD နဲ့ဒေသခံတွေနဲ့ဆက်ရေးရှိလို့မပြီးသေးဘူးပေါ့နော်ဆိုတော့အာဒီအခုလက်ရှိချိန်လေးရဆိုလို့ကျွန်မတို့က2008ကနေစတင်ခဲ့ပြီးတော့အခု2024နဲ့25ဆိုလို့ရှိရင်စီမံကိန်းတော့25နှစ်ကျော်ပြီအစိုးရတက်တန်းဒီကျွန်မတို့တော့ပို့ကြော်ပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးချိန်တွေမှာဒါကဒီဟိုစီမံကိန်းကရထားတာလဲတော်တော်ကြာပြီပေါ့နော်အဓိကတော့ရင်းနှီးမြှုပ်နှံမှုတူမရှိတော့တာပြီးတော့အရှိမဒီဒေသခံတွေနဲ့ပေါ့နော်ဒီရော်ကြီးပြဿနာတွေမီယာ အငင်းပွားမှုပြဿနာတွေပေါ့နော်လူပိချိုးပွားမှုတွေကိစ္စတွေကရှင်းလို့မပြီးသေးဘူးအဲ့တော့ပြောစရာတွေအများရှိသေးတယ်ပေါ့နော်ဒါအဆိုအခုတော့အစ်စ်ပြန်လောက်လာတာကတပိုင်းပေါ့နော်ဆိုတော့ဥပဒေပိုင်းဆိုင်ရာရကြည့်မယ်ဆိုလို့ရှိရင်လည်းဒီတခြားနိုင်ငံကဒီပေါ်ဖျိုးဖျိုးကြီးဆဲနိုင်ငံတွေဒီဘယ်မျိုးနိုင်ငံမှာလဲပေါ့နော်စီးပွားဖျိုးဖျိုးမှုလုပ်ငန်းတွေစက်မှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံမှုတွေကိုထိန်းချုပ်ကြီးကြပ်နိုင်မယ်ဒီကိစ္စတွေပေါ့နော်ဥပဒေမရှိနေဘူးပေါ့နော်ဆိုတော့အာဒီလိုအခြေအနေမျိုးမှာစီမံကိန်းမှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတော့ ပထမတစ်ခုကကျွန်တော်တို့က information ပေါ့နော်ဆိုတော့တကယ်စီမံကိန်းနဲ့ပတ်သက်တဲ့စီမံကိန်းလာတော့မယ်ဘာတွေပါမယ်ဘယ်သူတွေလုပ်မယ်ဘယ်လိုလုပ်မယ်ဘာတွေဆုံးရှုံးမယ်ဆိုတဲ့သတင်းချက်လက်တွေကိုဒေသခံတွေကသိခွင့်မရအောင်ပေါ့နော်ဆိုတော့အရှိမလုပ်ခဲ့တဲ့လေလာခဲ့တဲ့သူတည်တနာတွေအရကျွန်တော်တို့ကစီမံကိန်းနဲ့ပတ်သက်ပြီးတော့သတင်းချက်လက်ဘယ်လောက်ရလဲဘယ်လောက်သိထားလဲပေါ့နော်ဆိုတော့ဘယ်လောက်နားလဲသိလဲပေါ့ တက်တော့ကျွန်တော်တို့မေးလိုက်တဲ့ချိန်မှာဒေသခံ80ရာခိုင်နှုန်းကျော်လောက်ကဒီစီမံကိန်းနဲ့ပတ်သက်ပြီးလုံးလုံးဝကိုမသိနေဘူးပေါ့နော်။ပတ်စံပြောစကားပေါ့တဆင့်ခံအဲ့လိုမျိုးပတ်စံပြောကနေတဆင့်တိတာမျိုးပဲကျွန်တော်တို့ကရှိခဲ့တယ်ပေါ့နော်။အဲ့တော့80ရာခိုင်နှုန်းလောက်ကလည်းဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့အပြည့်အဝတော့တိတာမျိုးမဟုတ်ဘူး။တချို့တဝက်ကိုသူတို့သိထားတာမျိုးရှိတယ်လို့သူတို့ဖြေကြောင်းခဲ့တာမျိုးတွေ့ရပဲပေါ့နော်။ဆိုတော့ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ဒေသခံဒီစီလာပြီးတော့လွတ်လွတ်လပ်လပ်ပေါ့နော်။ ကျူတင်အတိပေးတာသဘောတူညီချက်ရယူတာလည်းမရှိခင်ဘူး။ဒါမျိုးကိုကျမတို့ကသိရှိရတယ်ပေါ့နော်။ဆိုတော့ဒီဟာဒီပေါ့နော်ဒီ Thai Company IDT နဲ့ဒီမြန်မာအစိုးရလက်ထက်ကရေးထိုးခဲ့တဲ့သဘောတူညီချက်တွေဘာတွေလုပ်မယ်ဆိုတဲ့အစီအစဉ်တွေကိုဌာနတိုင်းရင်းသားတွေမှာပေါ့နော်ဆွေးနွေးပြီးတော့တိုင်မိတာတွေတည်င်းချက်လက်ကျူတင်တိပေးတာတွေမရှိခဲ့ဘူး။ ဟိုတင်းချက်လက်ကိုလည်းတက်ဝက်ကြိုးခဲ့ရဆိုတော့ဟာကိုကျွန်တော်တို့ကသိရတယ်ပေါ့လေနောက်တစ်ခုကကျွန်တော်တို့ကဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ဒါကအကြီးစားစီမံကိန်းဖြစ်တယ်ခုနကဒီပေါ့နော်ဟိုဟိုမက်တာပေါ်ချာလည်းကျွန်တော်တို့ကရှစ်ဆာကြီးတဲ့ဟာမျိုးဖြစ်တယ်ပေါ့အဲ့တော့ကြီးခိုက်နိုင်ခြေလည်းအများကြီးရှိတယ်ဒီလိုမျိုးအခြေအနေမှာကြီးခိုက်နိုင်တဲ့ဒေသခံတွေနဲ့ ပေါ့နော်တေချာခေါ်ယူဆွေးနွေးသိနိုင်တာမျိုးကိုမလုပ်နိုင်ကြဘူးအဓိကကသတင်းချက်လက်ကြိုတင်ပေးမသိတဲ့ဟာတွေပြီးတော့တို့ consultation တွေလုပ်ပြီးစီးပွားတွေလုပ်ပြီးဆိုလို့ရှိရင်မေးဖို့မေးဖို့အခုရေမပေးဘူးပေါ့နော်ပြီးတော့ဘာသာစကားအဖြစ်ပေါ့နော်ဒေသခံတွေလိုက်မမီတဲ့ဟာမျိုးကိုပြောတာမျိုးပေါ့ဘာသာစကားနားလည်ဖို့ခက်ခဲတယ်ပြီးတော့ဒေသခံတွေဆိုကျွန်တော်သိတဲ့အတိုင်းပဲလေနော်ရွာမှာဒီကြောက်ရကြောက်တယ်ပေါ့နော်လာပြောဒါဘာလဲမသိဘူးသတင်းချက်လက်လည်းမရထားဘူးဒါတစ်ဖက်ဖက်တင်ပြချက်တင်လည်းပဲနားထောင်ရတယ်ပြီးတော့ပြန်သွားတယ်ပေါ့နော်ဆိုတော့ဒါလေးမျိုးပေါ့နော်ဒီဟိုအဲ့ဒီပဲမရှိတဲ့ ဒီလူချင်းကြီးအောင်ပေါ့နော်ဆိုလှုပ်တော့လှုပ်သွားတယ်ပေါ့ဒါမှဘာနှစ်တိုင်အမှမရှိဘူးပေါ့နော်ဒါတွေမျိုးကိုကျွားတို့ကရှိခဲ့တယ်ပေါ့ဆိုတော့တကယ်သူတို့စီးဝေးတွေ conservation တွေမလုပ်ဘူးလားဆိုတော့လုပ်ခဲ့တယ်ဒါပေမဲ့ပေါ့နော်ဆိုတော့တိခတ်တဲ့ကြီးရအောင်စုတွေမှာမှသူတို့ဖိတ်ချင်တဲ့ကြီးရတွေပဲဖိတ်သွားတာမျိုးပေါ့နော်ပြီးတော့စီးဝေးကိုတော်တော်တော်ပဲလှုပ်သွားမျိုးပေါ့ပြီးတော့ဘာဘာပြောမယ်လို့ဘာရည်ရချက်တို့လည်းဘာမှမပါဘူးပေါ့နော်ဆိုတော့ပြီးတော့ coordinator ခံရဒီစီမံကိန်းမှာပါဝင်တယ်လို့ ရောင်ရောင်ပေါ့နော်ပါတလိုလိုအဲ့လိုမျိုးရုပ်ပုံတွေကိုခွေးပြချက်မရပဲတောင်းတဲ့ဟာကတောက်လျှောက်ဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါက information နဲ့ပတ်သက်ပြီးတော့ data ခံနေဖက်ကဒေချာမရောက်ခင်ဘူးဆွေးနွေးခွင့်မရောက်ခင်ဘူးဆိုတဲ့အပိုင်းဖြစ်တယ်နောက်တစ်ခုကဒီတော့စီမံကိန်းလုပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က EIA ဆိုတာလုပ်ရတယ်လေ Environmental Impact Assessment လို့ခေါ်တယ်တပတ်ပတ်ဝန်းကျင်ဆိုင်ရာအကက်ဖြတ်မှုစစ်တမ်းပေါ့နော်ဆိုတော့ဒီစစ်တမ်းရပေါ့နော်ကျွန်တော်တို့ကအခုနောက်ကပြောတဲ့ component ပေါ့စစ်တမ်းတက်ခုမှာဒီ nucleic ပေါ့နော်ဒီ ဟိုလမ်းမကြီးရဲ့ပြီးတော့ဒီ industrial zone ရဲ့ဒီ headquarter ရဲ့ပေါ့နော်အဲ့လိုမျိုးခါတွေကိုကျွန်တော်တို့ကထိခိုက်နိုင်ချေစစ်တမ်းကိုလောက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီစစ်တမ်းနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့ကဒါကိုပေါ့နော်လောက်ထားတဲ့ဟာကိုလဲ data ခံကိုအခုနေ့ထိဘယ်လောက်ထိခိုက်မယ်ပေါ့နော်ဒီလိုတွေကထိခိုက်မယ်ဘယ်လိုဘယ်ပါဘယ်မှာလဲထိခိုက်နိုင်ချေရှိတယ်ဆိုတဲ့ဟာကိုချောင်းပြဆွေးနွေးချင်းပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကမရှိခဲ့ဘူးပေါ့နော်ကျွန်တော်အဲ့တော့ကွာကျွန်တော်တို့ပြောကြတဲ့အတင်းအဓမ္မရှိပြောင်းတဲ့ကိစ္စတွေပြောကြည့်ကိစ္စတွေပေါ့နော်အဲ့ဒါပြဿနာကြီးချင်တက်ခဲ့ အဲ့ဒီမှာရောကြီးပေးချေမှုကမျှတမှုမရှိဘူး၊ပွက်လေးနေတာမှုမရှိဘူး။ဘာစံနှုံးနဲ့ပေးလဲဆိုတဲ့ဟာ criteria ကရှင်းရှင်းလင်းလင်းမရှိနေဘူးဆိုတာကိုကျမတို့တွေ့ရတယ်ပေါ့နော်။ဆိုတော့အခုနေ့ထိကျမတို့ကရောကြီးကိစ္စပြောလို့ရှိရင်တော့ရောကြီး၅ပုံပါလေးပုံတော့ကရောကြီးအပြည့်အဝမရကြသေးဘူးပေါ့နော်ဆိုတော့ဒါကဆက်ရှင်ရမယ့်ဟာဖြစ်တယ်ဒါပေမဲ့ဘေးတော့အကုန်ပိနေပြီအပြောင်ရှင်းပြီလောက်ကန်စားတော့ခွင့်မရတော့ဘူးပေါ့နော်ဒါမျိုးတော့ကျွန်တော်တို့ဖြစ်နေတယ်ဆိုတော့ တော်ကြီးရတဲ့အထဲမှာတော့900ခန်းလုံးလောက်ကတော့ကျမတို့ကဆိုင်ရဆန္ဒအထောက်ထားနေတယ်ကျမတို့တို့ရတာမျိုးတွေ့ရတယ်။ဒါပေမဲ့တကယ်ဒီရောကြီးတွေတဲ့ဒီစိတ်ခိုက်သွားတယ်မိသားစုတွေတဲ့အနာဂတ်တက်လို့လောက်လားဆိုတာမလို့လောက်ဘူးပေါ့နော်။ကျွန်တော်ရောကြီးဆိုတာလည်းအဲ့လိုမျိုးမြင်းမြင်းဆန်းဆန်းပေးတာမျိုးမဟုတ်ပဲလေ။နင်းနေပွေ့ပွေ့ပေါ့နော်။ဆိုတော့ဆွဲပြီးတော့အချိန်ဆွဲပြီးပေးတဲ့ကိစ္စတွေလည်းရှိခဲ့တယ်ပေါ့နော်။ဆိုတော့ဒါတို့မျိုးကိုကျမတို့ကလောက်ဆောင်ခဲ့တာမျိုးရှိတယ်အဲ့စီမံကိန်းမှာ။ဆိုတော့အဓိကတော့ရောကြီးကိစ္စတွေမပြည့်ပြတ်သေးခင်မှာအော်ပေါ့နော်မပြည့်လည်သေးခင်မှာဒေသခံတွေကအချိန်အတော့မှ ဲ့ဒီမြင်နေရကနေထွက်ပြီးတော့ဟိုတခြားနေရကိုဖိပြောင်းဖို့အတွက်အတင်းအတမလောက်တဲ့ကိစ္စလည်းရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒေသခံတွေကမျှတာတဲ့ရောကြီးတွေပြည်လင်းနေတာမှုရှိတဲ့ရောကြီးတွေမရဟိုနေလာဟုတ်တဲ့မဖြည့်ရှင်းပေးနိုင်ခင်မှာပဲအဓိကသူတို့ရဲ့တမွေဝမ်းကြောင့်ဟိုနဲ့ရှင်သာရည်တူဖို့ကတော့လောကကိုထိခိုက်သွားပြီပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုဇွားတို့ကဒီဟိုတောက်ချက်တွေ့ရတယ်ပေါ့နော်ဒီစီမံကိန်းလေးလာတွေ့ရှိရတယ်ပေါ့ဒီစီမံကိန်းရဲ့ဟိုအကျိုးဆက်နဲ့ပတ်သက်ပြီးတော့လေဟုတ်ကဲ့ဆိုတော့ဟိုတစ်ချက်တည်းမှာပဲကျွန်မဟိုပါပေါ့နော်ဒီပေါ်မှာ ဒေတာခြံတွေကဘယ်လိုမျိုးတုတ်ပြန်ဖြစ်လဲဆိုတဲ့ဟာနဲ့လည်းပြောဆွေးနွေးခြင်းနဲ့ပေါ့နော်အဲ့ဒါကတော့ဟိုဒေတာခံတွေမှာဒီဟိုဟိုတောက်ပြပုံပုံစံတော့အမျိုးမျိုးရှိတယ်ပေါ့နော်ဆိုကလုံးစာဆိုလို့ရှိရင်လည်းဒိုးကြံကမ်ပိန်းတွေသူတို့လုပ်ခဲ့တာမျိုးရှိတယ်ပေါ့နော်ဆိုတော့အပုံစံမျိုးမျိုးတဲတော့တောက်ပြခဲ့တယ်အဓိကတော့ဟိုတောက်ပြတဲ့နေရာမှာထူးခြားဆုံးတစ်ခုကတော့အာဒီဒေတာခံတွေနေနဲ့ဒီ time ပေါ့နော် ခန်းလိုက်ကအမျိုးသားလူခွေကော်မရှင်ကြည့်တွားပြီးတော့ဒီသူတို့ရဲ့လူခွေရေးဆိုင်ရာနှိမ့်တော်မှုတွေစီမံကိန်းကချိုးဖောက်မှုတွေကိုတိုက်တန်းတဲ့ကိစ္စပဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဒီလုံနိုင်ခဲ့တာမျိုးရှိတယ်အဲ့တော့ကကျွန်တော်တို့ဘယ်အချိန်မှာဖြစ်လဲဆိုတော့ match လာပေါ့နော်2023ခုနှစ် match လာ9ရက်နေ့မှာ ဒီထိုင်းမျိုးသားလူခွေကော်မရှင်ကိုဒီစတင်တာရှိတယ်ဆက်ဖို့လေအဲ2013ဇွန်လမှာပဲဇွန်လမှာပဲပေါ့နော်အဲလူခွေကော်မရှင်ကတပွဲကိုရောက်လာခဲ့တယ်ရောက်ပြီးတော့အဲ့ဒီထိခိုက်ခံစားရတဲ့ဒေသခံတွေနဲ့ပြေဆုံးတယ်ဆွေးနွေးတယ်ပြီးတော့သူတို့ရဲ့အကြံပေါ်သူတို့ဘာဖြစ်ချင်တယ်ဘာခံစားနေရလဲအဲ့ဒါကိုနားထောင်ဖို့လောက်ခဲ့တာမျိုး ရှိတယ်ပေါ့နော်ဆိုတော့ထူးခြားတာတစ်ခုကနေ2025နိုဝင်ဘာလောက်မှာပြန်ပြီးတော့လူ့ခွေကော်မရှင်ကသူရဲ့တရှိချက်တွေနဲ့စီမံကိန်းကအဲ့ဒီပေါ့နော်ဒီချိုးဖောက်မှုတွေကိုသူ့အနေနဲ့အာပေါ့နော်အဓိကအဖြစ်တရှိချက်တွေကိုသူ့ပြန်ပြီးတော့စာပြန်ပို့ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကစီမံကိန်းကပေါ့နော်ဒီစီမံကိန်းကအဓိကကမြန်မာလူလူတို့ရဲ့ပေါ့နော်ဒီလူ့ပြည်ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ဟာမျိုးပေါ့အဓိကအဲ့ဒီနေရာမှာအဲ့ဒီကျွန်တော်တို့ကဒီ ကြော်ကြီးပေါ့နော်ပြီးတဲ့အချိန်မှာပြတ်တက်မှုနဲ့အဲပေါ့နော်အပြတ်တက်မှုမရှိတဲ့ဟာပေါ့နော်အဲ့ဒါကိုသူတို့ကတွေ့ရှိတယ်ပြီးတော့အဓိကကဒီရွာသားကြီးဒီလက်ခံနေရဲ့ဒီလက်ရမီးလေးအိမ်လေးပေါ့နော်ဆိုတော့ဥယျာဉ်ချမ်းမြေတည်ပြီးဒီစီမံကိန်းကြောင့်ပြည့်စည်မှုရှိခဲ့တယ်အဲဒါဒီဆက်ကျင်ဘက်တရားမှုရှိခဲ့တယ်ဆိုတဲ့ဟာကိုသူတို့အနေနဲ့အာဒီတွေ့ရှိခဲ့တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဒီစီမံကိန်းနဲ့ပတ်သက်ပြီးအီတလီယန်ထိုင်းကပေါ့နော်ဆိုတော့ဒီလောက်တဲ့ဟာဟာဒီဒီမြန်မာလူမျိုးတွေပေါ်မှာပေါ့နော်လူခွေကြီးရအချိုးပေါမှုကြီးကြီးရှိနေတယ်ဆိုတဲ့ဟာကိုလည်းသူတို့အနေနဲ့တွေ့ရှိ ခဲ့တယ်ပေါ့နော်ဒါကိုဟိုဟောက်တယ်မှန်တယ်ဆိုတဲ့ဟာကိုတော့စုံစမ်းစစ်ဆေးပြီးတော့ဟောက်ထုတ်နိုင်ခဲ့တာလို့ရှိပါတယ်ဟုတ်ဟုတ်ကဲ့အဲဒီပေါ်မှာပေါ့နော်အခုလက်ရှိစီမံကိန်းဒီ ပြန်ပြီးတော့ဒီရပ်တန့်ထားတဲ့ဟာပေါ့နော်ဒီအခုပြန်ပြီးတော့ရုရှားနဲ့စမယ်ဆိုတော့အတန်ပြန်ထွက်လာတယ်ဒီ MOU ကိစ္စတွေထိုးတာတွေ agreement လုပ်တာတွေကျမတို့ကအတန်ထွက်လာတဲ့ခါကျတော့ဒီပေါ်မှာကျမတို့ကတော့ဒီပေါ့နော်ဒီမကြသေးခင်ကထုတ်ပြန်ထားတဲ့ရက်တီချက်အတိုင်းပဲပေါ့နော်ကျမတို့လေးချက်နဲ့ဒီဟာကိုကန့်ကွက်တယ်ပထမတစ်ခုကဒီအခုလက်ရှိချိန်နေဒီတရားဥပဒေစိုးမိုးမှုနဲ့နိုင်ငံရေးတည်ငြိမ်မှုလုံးဝမရှိတဲ့အနေအထားဖြစ်တယ်ခုနေထားမှာကိုယ်လေးမြေသားမှုနဲ့တောင်းယူမှုတော်ခံမှုဖြစ်လာဖို့ဆိုတာလည်းအကြောင်းမရှိဘူးပေါ့နော်ဆိုတော့ဒါကြောင့်မလို့ကျမတို့ကဒီစီမံကိန်းကိုဒါပြန်ပြီးတော့အဒီလိုချိန်နေမျိုးမှာအကောင့်တက်ဖို့ပဲဆိုလို့ ရှိတော့အရင်အထက်ပိုဆိုးတဲ့အချိန်လေးပေါ့နော်လူပိချုပ်ဖတ်မှုတွေနဲ့အဲဒီဒေတာခံတွေအတွက်ပို့ပြီးတော့ဒီဆိုးဆိုးတက်ရောက်မှုတွေပေါ့နော်ပို့ဖြစ်နိုင်တယ်ပြီးတော့ဒေတာခံတွေရဲ့အတန်တွေကိုအခုချိန်မှာလေးထားစရာလည်းမလိုဘူးပေါ့နော်အရင်အထက်ပိုဆိုးတဲ့အချိန်လေးဖြစ်တယ်ပေါ့နော်ဆိုတော့အာနာသိန်းကိုကြိုးစားနေတဲ့ကာလဖြစ်တယ်အဲ့တော့ဒါကတစ်ချက်ပေါ့နော်နောက်တစ်ခုက ဇဝဲကဇဝဲလူမျိုးတွေကအဓိကပဲလဲကာယုံတန်းနဲ့ကျွန်တော်တို့ဒီတောတောင်ကြီးမြေတွေကိုအခြေပြုပြီးတော့တံမွေးဝမ်းကြောင်းလောက်ကြတဲ့လူမျိုးတွေဖြစ်တယ်အဲ့တော့စီမံကိန်းမှာပါဝင်တဲ့အဓိကဒီအစိပ်ပိုင်းတွေဟာအဓိကကဒီပေါ့နော်ညဉ့်ညမ်းတဲ့ဆက်မှုရုပ်စုံတွေအများကြီးပါတာပေါ့နော်ဒီ petrochemical အဆက်ယုံ တွေရှိမယ်ကျမတို့ကပြီးတော့ရည်နံချစ်ဆက်ရော်တွေဒါမျိုးအေကာပေါ့နော်ဒီအကြီးကြီးစားလည်းဖြစ်တယ်၄တောင်မက်ကာဘူ၃တောင်မက်ကာဘူအဲ့လိုမျိုးတွေပဲလာမှာပေါ့နော်ဆိုတော့ဒါမျိုးအေကာနောက်ဆက်တွဲဒီကျမတို့ဒီနေထိုင်ဘက်ပေါ့နော်ဒီအသက်ရှင်ရည်တည်တဲ့တပူကကြောက်ကိစ္စတွေလည်းပေါ့လုံးဝကိုဆက်ချေပဲဖြစ်တဲ့စီမံကိန်းတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒဝဲလူမျိုးနေရာမှာဒီစီမံကိန်းကလုံးဝမဆက်တော့ဘူးဆောက်လုပ်ဖို့အတွက်ဒီအဆင်မပြေဘူးဆိုတာကိုကျမတို့ကဒီပြောချင်တယ်ပေါ့နော်ဆိုတော့အာဒါဒီပေါ့နော်ဆိုအဓိကလက်ရှိခြေနေမှာလဲကျမတို့ကလက်ရှိစစ်ကောင်စီကကျမတို့က Federal Democracy နေရာရေးဟောက်ပြင်ပြထားတဲ့ဒီ peace ဆိုရလည်းမဟုတ်ဘူးเนาะဒါကြောင့်မလို့ဒါဒီကျွန်တော်တို့ကရွေးကောက်တင်မဲ့ထားတဲ့ Federal Democracy နီးလမ်းအရတော့တူတဲ့တိုင်းကိုလည်းရွေးကောက်တင်မဲ့ထားတဲ့ဒီဆိုရတာနေကျွန်တော်တို့ကဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ချုပ်ရပိုက်ခွင့်ရှိတယ်ပေါ့เนาะဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီခြေနေမှာဒီလိုမျိုးဟိုပေါ့เนาะခုနမက်ရှင်းလောက်တဲ့ဒီတက်ရောက်မှုတွေနဲ့ဒီ impact တွေရှိတာမို့လို့ဒါမျိုးကိုကျွန်တော်တို့ကဒီရက်ဖက်ဖက်စီတွေပူးပေါင်းပြီးတော့ဒီကိုက်ွက်တာဖြစ်ပါတယ်ဟုတ်ကဲ့လက်ရှိအနေနဲ့အခြေအနေကိုပြောရမယ်ဆိုလို့ရှိရင်တော့ ဒီစီမံကိန်းထုတ်ပြန်နေပြီ area ကပေါ့နော်ဒီကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ဒီစစ်ကောင်စီနဲ့ကအများမပြတ်ပေါ့နော်ဒီဟိုဒီပုတ်တိုက်မှုဒီစစ်ရေးရပုတ်တိုက်မှုတွေနဲ့အဲဒီဟိုဟိုဖြစ်နေတဲ့နေရာဖြစ်တယ်ဒီနေရာနေမြအပြည့်လုံးဝမတည်ငြိမ်တဲ့နေရာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစီမံကိန်းမှာအခုလက်ရှိချိန်တွေကဘာမှအဆောက်အဦတိဆိုလို့ရှိရင်ဆောက်လုပ်တာမျိုးမတွေ့ရဘူးပေါ့နော်ဆောက်လုပ်လို့လည်းလုံးဝမဖြစ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်ပေါ့နော်ဆိုတော့ရုရှားတွေနေနဲ့ဘာအဆောက်အဦတိဘာစီမံကိန်းတက်တည်ပြင်းနေဒီမှာပြင်ဆင်နေတဲ့ဒီဒီအခြေချနေတယ်ဆိုတာမျိုးကလုံးဝမရှိပါဘူးပေါ့ ဟုတ်ကဲ့အဓိကရုရှားနဲ့ပတ်သက်လို့ကတော့ဗောနော်ဒီအခုလက်ရှိလက်မှတ်ထိုးထားတဲ့တွဲစီမံကိန်းဟာရုရှားတွဲဗောနော်စီးပွားရေးရတွက်ချေကိုင်းကိုက်ဖို့ရှိမရှိဆိုတာကပြောဖို့ခက်ခဲပါတယ်ပေါ့နော်ဆိုတော့မြန်မာနိုင်ငံနဲ့ရုရှားနဲ့တိုက်ရိုက်ကုန်သွယ်တာလည်းတိုက်ပြီးမရှိဘူးလို့နားလည်ထားတယ်ဆိုတော့ဒီလိုအခုလိုပေါ့နော်အချိန်မရွေးတိုက်ပွဲဒီချဖြစ်နိုင်တဲ့နေရာမတိချာမရေရာတဲ့အခြေအနေမျိုးမှာရုရှားကဒီလိုမျိုးများပြားတဲ့ရင်းနှီးမြှုပ်နှံမှုလို့အုပ်ဖို့ဆိုတာလည်းတော်တော်ကိုလေးကိုမလွယ်တဲ့ကိစ္စဖြစ်တဲ့ပေါ့နော်ဆိုတော့ ်အတဖက်ကအာဒီကျမတို့ပြောရမယ်ဆိုလို့ရှိရင်ဂျီစီမန်ဂိန်းကမူလကထိုင်းရဲ့စီမန်ဂိန်းဖြစ်တယ်ပေါ့နော်ထိုင်းနဲ့ပူးပေါင်းပြီးလုပ်တဲ့စီမန်ဂိန်းဖြစ်တယ်ဆိုရဆက်ဆက်ကလည်းကျမတို့စူးစမ်းခဲ့ပြီးမဲ့ဒေသခံတွေရဲ့သဘောဆန္ဒမပါမနဲ့လုပ်တဲ့ဟာတွေနေရာရောကြေးကတ္တနာတွေအပေါ်မှာဒီဖြစ်ရှိရမဲ့ပြဿနာတွေကိုမျက်ကွယ်ပြုပြီးလုံလုံမရဘူးဆိုတော့ကျမတို့လက်တွေ့နေကြရမှာဖြစ်တယ်ပေါ့နော်ဆိုတော့အခုလောလောဆယ်မှာတော့ဒီထိုင်းရဲ့သဘောထားမပါပဲထိုင်းရဲ့ report ပတ်သက်ဖို့မရှိဘဲနဲ့ဒီစီးပွားရေးအကျိုးမဲ့ရှော့လုပ်ဖို့ဆိုတော့ကတော်တော်လေးမဖြစ်နိုင်တဲ့ကိစ္စလို့မြင်နေတယ်အဲ့တော့နောက်ပိုင်းမှာဒီရုရှားနဲ့ဒီစစ်အုပ်စုနဲ့ ဒီပေါ်တော့ thai လို့ဘယ်လိုမျိုးသဘောတူညီချက်တွေရှိပြီးတော့လောက်ကြမှာလဲဆိုတော့ကျွန်တော်တို့အနေနဲ့ဒါကိုသိဖို့လည်းလိုအပ်တယ်ပေါ့နော်ဒါအရေးကြီးတယ်လို့မြင်တယ်ဆိုတော့ဒီစစ်ရေးရပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရုရှားကတော့ကမ္ဘာမှာအကြီးဆုံးပေါ့နော်စစ်ရေးရအကြီးဆုံးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကမမိထားလို့မရဘူးပေါ့နော်ဆိုတော့ဒီရှိတ်တော်အာရှဒေသမှာဒီရုရှားကရည်တဲ့အခြေစမ်းနိုင်ဖို့အခွင့်အလမ်း ရှိရင်တော့ဒီရုရှားကဝမ်းသာအားရနောက်ဖို့ရှိနိုင်တယ်လို့ထင်ပါတယ်။ဒါပေမဲ့လည်းပေါ့နော်တစ်ခါမှာအာကျွန်တော်တို့တရုတ်အိန္ဒိယနဲ့ဒီထိုင်းပေါ်ဝင်အိန္ဒိယနိုင်ငံတွေကဒီရုရှားစစ်တပ်ပေါ့နော်ဒေသတွေကိုဝေရောက်လာမှာကိုဘယ်လိုသဘောထားရှိလဲဆိုတော့ကတော့ဒီလက်ရှိချိန်မှာကျွန်တော်မိန်ကောထုတ်ချာပဲပေါ့နော်။ဆိုတော့အာခြုံငုံပြီးတော့ဟိုပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီရုရှားအနေနဲ့စီးပွားရေးတက်ချေကတ်မှုတွေဒေသတွေစီးရေးအရောက်ပေါ့နော်ဒီချိန်ကုန်နိုင်ဖို့အားထားလာမျိုးကို ဟိုဟိုအားချလာတာမျိုးလည်းဖြစ်နိုင်တယ်ဘယ်လိုဖြစ်ဖြစ်ပေါ့နော်ကျမတို့ဟိုဒေတာခံတွေတက်ကတော့ဒီရုရှားတက်တော့ဒီကျေးစားလက်နက်ကန်ကြီးပေါ့နော်ရုရှားကကျေးစားလက်နက်ကန်ကြီးရောက်လာတယ်ဆိုလို့ရှိရင်တော့အခြေအနေကိုပုံပြီးချိုးပြီးတော့ပြဿနာပုံများလာနိုင်တယ်ပေါ့နော်ဆိုတော့လုံးဝဝင်ရောက်လာချင်းမရှိအောင်တုတ်ပြန်ဖို့ကတောင်းဆုံးဖြစ်တယ်လို့လည်းမြင်တယ်ပေါ့နော်ဆိုတော့ဒါကတော်လိုင်းကြီးတွေလည်းအရေးပါတဲ့ဟာမျိုးဖြစ်တယ်အာဒီဟိုပေါ့နော်ဆိုပြင်ဆင်ရမယ့်ကိစ္စလို့လည်းမြင်တယ်ပေါ့နော်ဆိုတော့ရုရှားဖြစ်ဖြစ်ကျမတို့ကဘယ်သူပဲဖြစ်ဖြစ်ဒီစစ်အုပ်စုကိုထောက်ခံအားပေးတဲ့ဖန်နိုင်ငံမဆိုပေါ့နော်ဒီဝေဒီတောက်ကိုအခြေချလို့မရအောင် ဟတ်တားတာကအကောင်းဆုံးဖြစ်မယ်လို့ထင်တယ်။သူတို့တစ်ခုခုအခြေချပြီးမှတိဆောက်ပြီးမှဟတ်တားမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုမလွယ်တဲ့ကိစ္စလို့ကျွန်တော်တို့ပြောရမှာပေါ့နော်။အဓိကတော့အခုဟိုပေါ့နော်။ ဒါတော့အာအရှိမလဲကျမတို့ကမပြီးခဲ့တဲ့ဒီရောဂျင်းကိစ္စတွေလည်းတောက်လျှောက်ရှိတယ်ပေါ့နော်ရုရှားကချက်ပြီးတော့ထက်လုံမယ်ဆိုလို့ရှိရင်တော့ကျတော်တို့ကအဓိကပထမဆုံးကတော့ဒီအာမီဒီယာမှာတော့အဓိကခံရမှာပေါ့နော်ကနအုပ်နေနဲ့စစ်ကြောင်းထိုးတာတွေဘယ်မျိုးပြန်ပြီးရှင်းလေးတာတွေကျမတို့ကတောက်လျှောက်ပြန်ပြီးရှိတော့မယ်ပေါ့နော်ဆိုတော့ပြီးတော့ဒီဟိုကျောင်းအနေနဲ့ဒီဒီနေရာကစာကတဲ့ကကိုလုံလုံရတဲ့အနေထားပေါ့နော်ဆိုတော့လည်းနေမတည်ငြိမ်တဲ့အနေထားဖြစ်တယ်အဲ့တော့အာဒီလုံမယ်ဆိုလို့ရှိရင်တော့မတော်တော်လေးကိုမခက်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 လုံရမယ်အနေထားဖြစ်ဖြစ်မယ်ဆိုတော့ပထမဆုံးအနေနဲ့တော့ဖြစ်ပြီဆိုလို့ရှိရင်တော့ဒေသခံတွေအရေးဆ ုံးထိခိုက်မှာပေါ့နော်ထိခိုက်မယ်ပို့ပြီးဆိုတဲ့အနေထားတွေဖြစ်မယ်ဆိုတော့လက်ရှိဆရာနာတိုင်းတို့ဒီတက်ရောက်မှု ဖြစ်တာတစ်ခုလည်းမဟုတ်ပဲဒီစီမံကိန်းကြောင့်ပါထပ်ပြီးတော့ပေါ့နော်တပူပေါ်တပူစစ်ထပ်ဖြစ်တဲ့ဟာတွေကိုကျမတို့ကခန်းစားရတော့မှဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလောလောဆယ်အနေထားရတော့အော်ဒီရုရှားအနေနဲ့ဒီဟိုဝင်လာဖို့ကတော့ geographic ကရလည်းအလန်းအရန်ကိုလှမ်းဝေးတယ်ပြီးတော့နောက်တစ်ခုကလူဝေးမယ်ဆိုလို့ရှိရင်တော့ရေလမ်းကဝင်တာကိုလှမ်းဝေးတယ်ပေါ့နော်အဲ့တော့ကုန်းပြင်းသုံးမယ်ဆိုလို့ရှိရင်တော့ time ကိုခုနကဒီစကားမပြောဘဲနဲ့တတမန်ရေးရပေါ့နော်ဟိုဘလောက်ပဲနဲ့သူတို့ကနိုင်ငံရေးရစစ်ပူးပေါင်းဆောင်ရွက်မှုမလုပ်ဘဲနဲ့ဝင်လို့မရဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးအနေထားတွေရှိတယ်ဆိုတော့ KNU ကလည်းပြီးခဲ့တဲ့တုန်းကပေါ့နော်ထုတ်ပြန် ံထားပြီးဖြစ်တယ်ဒီရုရှားတွေဝင်လာမယ်ပြန်ဆလာမယ်ဆိုလို့ရှိရင်သူတို့အနေနဲ့လုံးဝကိုဒါဒီပြန်ပြီးတော့တိုက်ခိုက်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကျမတို့အကုန်လုံးကြည့်ပြီးတော့ဖြစ်တယ်ပေါ့ဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အာဒီရုရှားကဒီဘောနော်ဒီစီးပွားရေးဆိုတဲ့ပတ်သက်ပြီးတော့ဒီဝင်လာတယ်ဆိုတော့ကဒီတစ်ဖက်မှာလည်းစီးရေးနဲ့ပတ်သက်ပြီးတော့အာဒီဆက်ဆံမှုတွေအများကြီးနေတယ်လို့ဟိုကျွန်တော်တို့ပြောကြတာရှိရှိတယ်ပေါ့နော်ဆိုတော့အဓိကတော့အဲ့ဒီမှာကျွန်မအနေနဲ့လည်းမြင်တယ်အဓိကတော့ရုရှားအနေနဲ့ဒီစီးပွားရေးအကျိုးမြတ်ရဖို့ဆိုတာမျိုးတစ်ပေါ့နော်ဆိုတော့စီးရေးအရပို့ပြီးတော့ဟိုရှိမှာပေါ့သူ့မှာလည်းဆိုတော့တစ်ဖက်မှာကတော့ဒီဟို ဒီဘက်ကပေါ့နော်စစ်တပ်အနေနဲ့လည်းရုရှားလက်ကတစ်ဖက်မှာစီရေးရကူညီထောက်ပတ်တွေအများကြီးယူထားတာလည်းရှိတယ်လေနော်ဒီစစ်လက်လက်ပစ္စည်းတွေဟိုကဒီပကူကိုယူနေတာလည်းရှိတယ်ဒီနည်းပညာပိုင်းဆိုင်ရာယူနေတာလည်းရှိတယ်တစ်ဖက်မှာလည်းဒီရုရှားလက်တာကတမန်ကြီးခင်းချင်ရပုံပင်းကောင်းအောင်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုကိုင်းချုံမြကြောကိုင်းမြဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီဆောက်ထားတာတွေကကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီရုရှားကိုကျွန်တော်တို့မြင်တာကဒီစီမံကိန်းကရုရှားအနေနဲ့ geographical ကလည်းအရန်လန်းဝေးတဲ့နေထားမှာနေထားတစ်ခုမှာရုရှားကဝင်လာလို့မယ်ဆိုတော့စစ်ကောင်စီကသူ့တပ်တမန်ကြီးခင်းချင်မှာအဆင်ပြေဖို့ ရဲ့ပေါ့နော်ဆက်လက်နဲ့ပစ္စည်းနဲ့နည်းပညာအထောက်အကူတွေပို့ပြီးတော့ဆက်မပြတ်ရနိုင်ဖို့ပဲဒီရုရှားစီကမျှော်လင့်ပြီးတော့ဒါကိုတစ်ဖက်ကလည်းပြောတာပေါ့နော်ထိုးချွေ့လိုက်တယ်ဆိုတဲ့ဟာမျိုးရုရှားတောက်ချင်တဲ့ပုံစံမျိုးလုပ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးထိုးချွေ့ခံရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလောဘကိုမျှော်လင့်လို့မရတော့ဘူးပေါ့နော်ဆိုတော့သူ့နေရာသူ့ဒေတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ဘာလို့ဖွေဘာခံစားဖွေဘာမှကြည့်တော့မဟုတ်ပဲနဲ့ဒါကိုဟ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 ာလေဘာလဲကြက်စာထောက်တယ်လို့ပေါ့နော်အဲ့လိုဖြစ်ချင်မှာဖဲဖဲဆီအောင်လုပ်တော့မှဖြစ်ချင်လို့ပဲကျွန်တော်ကပြောချင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ အခုကကျမတို့အနေနဲ့ကတော့ဗောနော်တော့ပြန်မှုနဲ့ပတ်သက်ပြီးတော့ဒီဟာအရင်ကလည်းတောက်လျှောက်ပေါ့နော်ဒီဒေသခံတွေလည်းအတူတူရက်တည်ပြီးတော့ဒီဟိုတောက်ပြန်ဆောင်ရွက်ခဲ့တာတွေအာဒီလောက်ဆောင်ခဲ့တာပေါ့နော်ကိုယ့်ရဲ့ဒေသလည်းဖြစ်တယ်အာတစ်ဖက်မှာလည်းခုနကဒီရုရှားကဒီပြန်ပြီးဆလာမယ်ဒီဘသူနဲ့ပဲပေါပေါပေါ့နော်စစ်ကောင်စီကိုဒီအထောက်ပံ့ပြုတဲ့ဗန်နိုင်ငံနဲ့ပဲပေါ့မှာကျမတို့ကတော့ဒေသခံတွေကဒီစီမံကိန်းကိုလောကလက်မခံဘူးကန့်ကွက်တယ်အာမလိုလားဘူးဆိုလို့ရှိရင်တော့ကျမတို့ရက်ဖက်ဖက်ကြီးတွေကလည်းမိလန်ပါဆိုတဲ့ဒါကိုကန့်ကွက်တားဆီးခဖို့ ရှိပါတယ်ပေါ့နော်။ဗာနီလန်ဖြစ်မလဲဆိုတာကတော့ကျွန်တော်တို့ကတက်အပ်တော့မပြောနိုင်သေးဘူးပေါ့နော်။အခုချိန်မှာကပုံမှန်အချိန်နေမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လည်းဒီရတဲ့နီလာနဲ့တော့ဒီတူတူကူပေါက်ပြီးတော့ဒေတာခံနေတဲ့တပားတဲ့ဒီစီမံကိန်းကိုမဖြစ်နိုင်အောင်တားဆီးဖို့ရှိပါတယ်လို့ပြောချင်ပါတယ်ဟုတ်။ အရေးကြီးဆုံးတစ်ခုကတော့ပေါ့နော်အာဒီလိုစီမံကိန်းမျိုးကဒီဟိုအရှိမလဲပြဿနာကြီးများခဲ့တယ်ပိုပြီးအကောင်းမဲ့အခြေအနေလည်းမတွေ့ဘူးပေါ့နော်ရုရှားနဲ့ပူးပေါင်းမယ်ဆိုတော့ပိုပြီးဆိုးတဲ့အခြေအနေကိုပဲဖြစ်မှာပေါ့ကဘာမာဒီဟိုကအာဒီစစ်အာဏာရှင်အဖြစ်နဲ့ပေါ့နော်ဒီကြော်ကြားနေတဲ့နိုင်ငံဖြစ်တယ်အဲ့တော့အာဒါဒါဒီဒီတခြားနိုင်ငံတွေကလည်းရုရှားနဲ့ပူးပေါင်းဆောင်တဲ့ကိစ္စမျိုးဆိုလို့ရှိရင်တော့တော်တော်လေးကိုတည်ထားရတယ်ပေါ့နော်ဆိုတော့ဒီလိုစီမံကိန်းမျိုးကကျွန်တော်တို့ကစပြီးတော့ဒီအကောင့်တိုင်းမှာပို့ခင်မှာတော့အဓိကကမတိဆောက်ခင်မှာတကယ်ကျွန်တော်တို့ပူးပေါင်းပြီးတော့ဒီရက်တန်တန်ပူ လိုတယ်လို့မြင်ပါတယ်။တိဆောက်ပြီးသွားပြီဆိုလို့ရှိရင်တော့အာဒေသခံတွေကိုခုနကအတင်းအတမရွှေ့ပြောင်းခံလိုက်ရပြီဆိုလို့ရှိရင်တော့ပြန်တော်လံပူပါရန်ခက်ခဲသွားပါပြီပေါ့နော်။ဆိုတော့ဒီလိုစီမံကိန်းမျိုးကိုကျွန်တော်တို့ကမဆနိုင်အောင်ပြည်သူအားကိုပြည်သူအားနဲ့ဒီဘဝကိုတော်လံပြီးတော့ဟိုပါပေါ့နော်တားဆီးကြဖို့ရည်ကြီး